Early, cứ bên là mẹ mẹ cùng vài lớp đi Hả? Bây giờ ကမ္ဘာအရင်ကတော့ဟိုပေါ့သတင်းမီဒီယာမှာပေါ့နော်ဟို VOE မှာဌာနမှုအနေနဲ့လုပ်ခဲ့ပါတယ်အဲ2003ကုန်ပေါ့နော်2004အစပိုင်းမှာကျွန်တော်အငိမ့်စားယူပြီးနောက်ပိုင်းမှာဒီလူမှုဆက်ဆံရေး consultant ပေါ့နော်အတိုင်းအမြန်ကဖြစ်နေကျွန်တော်ဆောင်ရွက်နေပါတယ်ကျွန်တော်အနေနဲ့ဆိုတာဒီသတင်းမီဒီယာကလည်းလုပ်ခဲ့ကျွန်တော်ဒီလက်ရှိအနေအထားမှာကျွန်မနိုင်ငံမှာသတင်းမီဒီယာနဲ့ပတ်သက်ပြီးလုံလောက်နေမှုနဲ့တက်ပြနေကြရှိတော့ဟုတ်ကဲ့အဲ့ဒါဒီဝက်ချက်တွေနဲ့ အတားပြည်ကနေကြတဲ့အားလေးကိုထည့်ပေးကြတယ်။ဒါကတော့ရေဘူးရခြုံပြောရမှာတော့နည်းနည်းခက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဟိုသတင်းမီဒီယာကကျွန်တော်တို့အချိန်ဟုန်နဲ့ဖွံ့ဖြိုးတိုးတက်သလိုရှိလာခဲ့တယ်လေ။ဟိုအားလုံးသိကြတဲ့အတိုင်းပဲ2010နောက်ပိုင်းအခု2020အထိပေါ့နော်2021အထိပေါ့။ဒါပေမဲ့လည်းနိုင်ငံရေးရဲ့ဂေးရရဂေးရရမှုရှယ်ကအတော်ကြီးသွားတယ်။ကြီးသွားတဲ့အခါကျတော့သတင်းမီဒီယာသမားတွေကိုနိုင်မှာပဲမူလရည်ရွယ်ရင်းသတင်းမီဒီယာဆိုတာရဲ့ဒီ ဟိုကျင့်ဝတ်တိတ်ခါကိုဦးစားပေးရမှာတဲ့ဟိုစိတ်ခံစားမှုဘိုင်းကိုပို့ပြီးတော့ဦးစားပေးလာကြတဲ့သူတွေတွေ့ရတယ်တချို့ပြောတာပါအဲဦးစားပေးလာတဲ့ခါကျတော့သူ့ဘက်ငါဘက်ဆိုတဲ့ကိစ္စတွေမှာသတင်းမီဒီယာဘက်မှာလည်းဟိုနည်းနည်းလေးရင်းရိုင်သွားတဲ့သဘောကိုမြင်ရတာပေါ့လေဒါပေမဲ့လည်းဒါကတော့အကြကြီးတော့ဖြစ်နိုင်တယ်မဟုတ်ဘူးအခုကလက်ရှိအနေထားမှာပေါ့ကွဟိုဘက်သတင်းမီဒီယာဒီဘက်သတင်းမီဒီယာဆိုပြီးဖြစ်နေတယ်အခုကကပြောရတဲ့တင်မှာလည်းပါဘူးအဲ့ဒါနည်းနည်းလေးအကျယ်လေးနည်းနည်းရှင်းပြပါလား ဒါကတော့သတင်းမီဒီယာသမားတွေရဲ့စိတ်ခံစားမှုအပိုင်းနဲ့မူတည်ပါတယ်။ ဟိုဥပမာအဖြစ်ပြကျွန်တော်တို့နိုင်ငံရေးအကြောင်းတွေမပြောဘဲနဲ့ဟိုဒီဘာသာရေးအကြောင်းကိုပဲပြောရပဲပဲတယ်ပဲထားပါတော့ဒီဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့သတင်းမီဒီယာသမားဟာဗုဒ္ဓဘာသာဝင်ငါရဲ့ဘာသာဝင် ဆိုပြီးတော့ပဲဗုဒ္ဓဘာသာဝင်တွေရဲ့ဟိုအကြောင်းတွေဗုဒ္ဓဘာသာဝင်တွေဘက်ကပဲဘက်လိုက်ပြောပြောနေလို့မရဘူးလေအလားတူပဲဒါအစ္စလမ်ဘာသာဝင်ပေါ့နော်ဒီဟာတွေကိုတခြားဘာသာဝင်တွေကိုအမြင်တစ်မျိုးနဲ့ပြီးနေလို့လည်းမရတဲ့ပုံစံလေးတွေရှိပါတယ်။ဒါကြောင့်ဒါကသတင်းမီဒီယာရဲ့အခြေခံကျေဝေပေါ့အ ဓိကကတော့သတင်းမီဒီယာလုပ်ငန်းလုပ်နေတဲ့သူတွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းသဘောတဘာဝနဲ့ကိုရွေးချယ်ထားတဲ့အသက်မွေးဝမ်းကြောင်းရဲ့ကျင့်ဝတ်နဲ့မြင့်မြတ်မှုကိုနားလည်ဖို့ပါပဲနောက်တစ်ခုကလေအကိုတို့ကဒါ88မှာလဲအကိုတို့ကတကယ်အစီအစဉ်ကပေါင်းခဲ့တယ်အစီအစဉ်တော့ခုတာလဲအကိုတို့ပဲတော့ခုကြရတာဒါကျွန်တော်သိတာဆိုတော့အဲ့တော့လက်ရှိနေသားမှာမြန်မာနိုင်ငံရဲ့ဖြစ်စဉ်မှာဘာတွေပို့နေလဲဘာတွေလုံနေလဲဒီဟိုပြီးခဲ့တဲ့အတွေ့အကြုံတွေပြောရရင်တော့အရှိကြီးပါ အ1988ဆိုတော့လဲကြာခဲ့ပါပြီနှစ်ပေါင်း30ကြာခဲ့ပြီလေဒါပေမဲ့နှစ်ပေါင်း30အတွင်းမှာကျွန်တော်တို့ရခဲ့တဲ့အတွေ့အကြုံတွေအများကြီးရှိပါတယ်အဲတစ်ခါတစ်ခါကြာလို့ရှိရင်တော့ကျွန်တော်တို့ကကျွန်တော်တို့အသက်အပိုင်းချားနဲ့ပဲတွေ့ပြီးတော့ဟိုနှစ်နှစ်နှစ်ပိုင်းချားလေးတွေကိုကတ်တူတူတွေ့ပြီးတော့ logic ရဲ့ logic ကြတာရှိပါတယ်ဟိုကျွန်တော်တို့ကနိုင်ငံတစ်ခုဆိုတဲ့အနေထားကိုမကြည့်ပဲနဲ့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ဆိုတဲ့အနေထားကိုကြည့်ခဲ့ကြတာလေးရှိပါတယ်။အဲဒါကြောင့်ဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ဆိုတဲ့အစားကို ရေရှည်ကျွန်တော်တို့ကြည့်ပြောရေရှည်အားဖြင့်ဘလို့ရေရှည်တည်တတ်မဲ့ခိုင်မြဲမဲ့အကျိုးရှိမဲ့အလုပ်တွေလုပ်ကြမလဲလုပ်ချဖို့လိုလဲဆိုတော့ပြန်ကြည့်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ရဲ့မှားခဲ့တဲ့အမှားလေးတွေကိုတွေ့ရသလိုကျွန်တော်တို့အားကောင်းခဲ့တဲ့အချက်လေးတွေကိုလည်းပြန်တွေ့ရပါတယ်ရရတယ်နော်တကယ်88ကျောင်းသားတွေနော်မင်းတို့လည်းအစင်မပြေတာယာလိုက်ပြီးဘောလျှောက်မှတယ်မင်းတို့88ကျောင်းသားတွေဟမ် ဘာအခုမှမင်းတို့နိုင်ငံတော်ရေရှည်မကြည့်ခဲ့တာတို့တည်င့ကာလတို့လေးတွေပဲကြည့်ခဲ့တာအမားလေးတွေပါတို့တကယ်တော့နိုင်ငံတော်ကြီးကို focus လုပ်ကမှာပါလို့ဘာစကားတွေအခုမှလာပြောတာဟမ်မင်းတို့88ကျောင်းသားတွေကြောင့်ကလေးတွေအများကြီး88ခုနဲ့မှလည်းလူလူမျိုးစုတစုမြန်မာလူမျိုးတွေနော်လူမျိုးပေါင်းစုံမြန်မာနိုင်ငံသားတွေမင်းတို့ကြောင့်အသက်တည်ပြီးွားပြီဟမ် အခုမှမင်းတို့ကဘောလာမှပြီးတော့စကလုံးนี่ပြောင်းပြီးတော့ဟမ်ဗါတဲ့နိုင်ငံတော်ကြီးကိုဥထိတ်မထမ်းမဥထိတ်ခဲ့လို့ပါတတင်ကကာလာတို့လေးတွေကိုကြီးခဲ့လို့ပါဆိုပြီးတော့မင်းတို့မရှက်ကြအောင်နော်မင်းတို့အသက်တွေနဲ့ကစားခဲ့ပြီးွားမှာတေဆုံးသွားတဲ့88ခုနှစ်မှာတေဆုံးသွားတဲ့လူငယ်တွေရဲ့အသက်တွေကိုမင်းတို့ဘလို့တာဝန်ခံပါလဲတာဝန်ယူပါလဲအာအဲ့တော့ဒါကတော့ညဉ့်ညဉ့်ပူရံပေါ့ ကျွန်တော်ညီမညီငယ်နဲ့ပတ်သက်ပြီးဘာကြောင့်ကုတဲ့ဒီမရနိုင်နေကြလဲ80လောက်ရှိနေပြီအဲ့ဒါလေးရှင်းပြအောင်အဲဒါကတော့ကျွန်တော်ဟိုယုံကြည်ချက်ဟိုတခုခုလောက်ကြပြီဆိုလို့ရှိရင်အခြေမခံတဲ့ကိစ္စတွေပါပဲဟိုအခုဒီငင်းချိုင်းစာချုပ်တွေကိုလက်မှတ်ထိုးထားတဲ့သူတွေအခြေမခံဘူးလို့တော့မပြောချင်ပါဘူးဒါပေမဲ့ဒီကျွန်တော်တို့ ဟိုအများပြည်သူတွေအနေနဲ့လည်းအခုနိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးစာချုပ်ဆိုတော့နာမည်လောက်ပဲသိကြတာစာချုပ်ထဲမှာဘယ်လောက်ပါတယ်လဲဘာတွေပါတယ်လဲဘယ်အချက်တွေကိုဘယ်လောက်ကြအောင်ရေးဆွဲကြရတယ်လဲဆိုတာတွေအချို့ဟိုရေးရမသိတာတွေရှိပါတယ်တကယ်တမ်းမသိစရာအကြောင်းမရှိခရနော်ချပြထားတယ်အကုန်ချပြထားတယ်မသိဘူးဆိုတာဘာမှမလေ့လာလို့မသိတာနော်ဘာမှမလေ့လာလို့မသိတာ NCA စာချုပ် ဘာနှခုနေတွေကလိုက်စားမှာရေးလို့တာအစားအကုန်လုံးချပြထားတယ်စာချုပ်ဒီလဲလိုက်ပေါ်မှာလဲရှိတယ်အပြင်မှာလဲတိုင်းသားဘောင်းဆောင်လဲစာချုပ်ကြီးကိုဘာသာပြန်ကြတယ်သူတို့ focusing နဲ့ပြန်ရေးကြတယ်မသိဘူးဆိုတာမရှိဘူးမသိဘဲနဲ့ဒီဟာတွေမပြောနဲ့မင်းကိုယ်တိုင်ကမသိလို့အဲ့ဒါကိုမင်းတို့လိုကောင်မျိုးတွေကဒီလိုအခမ်းအနားယူတက်သေးတယ်ဟုတ်လားငါလောက်တော့အဆင်မရှိတဲ့ကောင်တွေကမင်းတို့ဒီလိုအခမ်းအနားကိုတက်တယ်သူဆောက်ရက်ကွာ88ကျောင်းသားတယ်ကွာဆောက်ရက်ဆောက်ရက် အဲကြတော့ဒီလိုစာချုပ်ဂရိကဝတ်တွေကိုနှစ်နဲ့ချိန်ချိန်ယူပြီးတော့အခွဲပေါင်းစုံကနေပြီးတော့လူလားချက်တွေကိုကြည့်ပြီးတော့ကိုရေးဆွဲခဲ့ကြတာပါအဲတော့စာချုပ်စာရန်ဆိုတာ brain brain ဖြစ်သွားပြီဒီ brain ဟာတည်ရပါတယ်ဒီ brain ကိုလက်မှတ်ထိုးတဲ့လူတွေတဲကပဲဟိုဒါကအကြောင်းမျိုးမျိုးကြောင့် ဟိုဖောက်ပြန်တယ်ဖောက်လဲဖောက်ပြန်လွဲချော်သွားတယ်ဆိုရင်ပဲဒီ break ပြန်စာချုပ်ကပြက်ပြယ်သွားတယ်လို့တော့မရှိပါဘူးအဲ့လိုဖောက်ဖောက်ပြန်သွားတဲ့လူတွေအနေနဲ့လည်းဒီလိုဖောက်ပြန်သွားတယ်လို့ပြောမဲ့အစားဒီလက်ဟိုတစ်ဖက်လမ်းကြောင်းကိုရွေးသွားတဲ့လူတွေအနေနဲ့လည်းဒီငင်းချမ်းရေးစာချုပ်ရဲ့အပြစ်ခတ်ရေးစာချုပ်ရဲ့အနှစ်သာရကိုပြန်ကြည့်ပြီးတော့အပြစ် ပြစ်တာခတ်တာတွေတိုက်ပွဲတွေအစားကိုဆွေးနွေးညှိနှိုင်းမှုနဲ့ပဲပြန်အဖြေရှာမယ်ဆိုတော့ဟိုဒီလိုခံယူချက်ကလေးတွေရှိတယ်ဆိုလို့ရှိရင်နံပါတ်၁ကတော့အပြစ်ခတ်ရစဲလမ်းကြောင်းကိုပြန်ရောက်မယ်ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းကိုပြန်ရောက်မယ်ဆိုရင်ဒီကဒီကဆက်ပြီးတော့မှရေရှည်တည်မြဲမဲ့ငြိမ်းချမ်းရေးပေါ်တော့အဲ့ကနေစပြီးတော့မှဒါနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကိုကြီးနိုင်မှာပေါ့ဗျာနောက်တစ်ခုကတော့အခုရွေးကောက်ပွဲကလာတော့မှာနော်ဒီဇင်ဘာ28ဒီမှာရွေးကောက်ပွဲတချို့က ဟို fair ဖြစ်နိုင်တယ်သူက fair မဖြစ်နိုင်ဘူးသူကပုံစံမျိုးမျိုးဝေဖန်နေကြတယ်ရှိရအောင်အဲ့ပုံမှာကိုပါပြောချင်တယ်အဲ့ဒါကလည်းတချို့ဟိုမျက်စိမှိတ်ပြောနေကြတဲ့အနေထားလေးတွေရှိပါတယ်ဟိုသတင်းမီဒီယာတွေတချို့အနေနဲ့လည်းအဲရွေးကောက်ွဲဟာစစ်အာဏာသိမ်းထားတဲ့အစိုးရတရက်ကလုပ်တဲ့အတွက်ကြောင့်မလို့မြတ်တမှာမဟုတ်ဘူးဆိုပြီးတော့ဒါဝေလုံးချိန်နဲ့သိမ်းရောက်သိမ်းကြုံပြီးပြောတဲ့စကားပေါ့လေဒါပေမဲ့တေချာပြန်စဉ်းစားကြည့်ရင် အာနာသိန်းနဲ့ပဲဆက်အာနာရှင်မဆိုအာနာသိန်းနဲ့အဖွဲမဆိုပေါ့နော်ဒါကရုပ်ောက်ဝဲလမ်းကြောင်းပြန်သွားရတာပဲအနည်းနဲ့အမြန်ပဲရှိတယ်အဲတော့ဟိုစာပြီးအာနာသိန်းတဲ့အချိန်တုန်းကလည်းဗြဟ္မတော့တနှစ်လို့ပြောခဲ့တာပေါ့နော်အကြောင်းအကျောင်းတွေကြောင့်အခုဒီအချိန်နေကြာလာခဲ့ပြီးအခု9နှစ်ကြာမှရုပ်ောက်ဝဲကိုလုတ်ပေးပါမယ်လို့ပြောတယ်နိုင်ငံတကာမှာလည်းဂရီကူဝစ်တွေသူတို့အနေနဲ့ပြုထားတာရှိတယ်ဟို free and fair ဖြစ်စီရမယ်ပေါ့နော်အဲတော့ဒါကိုကျွန်တော်တို့ကမကြည့်ပဲနဲ့ဟိုဒါက စန့်ကျင်နေကြတယ်ဆိုလို့ရှိရင်လည်းစန့်ကျင်နေကြတဲ့သူတွေရဲ့သဘောပါပဲဒါပေမဲ့လည်းဒါဟာယူကောက်ပွဲဟာဒီယူကောက်ပွဲတစ်ခုတည်းနဲ့တော့မြန်မာနိုင်ငံကြီးဒီမိုကရေစီအလုံးစုံရတော့မယ်လို့တော့ကျွန်တော်လည်းမထင်ပါဘူးဒါပေမဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ရင်းချမ်းရေးဆွေးနွေးပွဲတွေမှာပြောခဲ့တဲ့စကားတစ်ခုကိုကျွန်တော်သဘောကျတာရှိပါတယ်ဒါက transitional election ပေါ့နော်ဒီယူကောက်ပွဲဟာအချွေအပြောင်းတစ်ခုအတွက်ဦးတည်စေမဲ့ခြေလှမ်းတရားလို့ပဲကျွန်တော်မြင်ပါတယ်ချာပါတော့ကျွန်တော်မမေးပြင်မဲ့အခုတခြားပြောတဲ့အကြောင်းပါသားရှိတယ် ကျွန်တော်ကတော့အထူးအထွေမရှိပါဘူးဒီအပြစ်ခတ်ရစဲရေးဒီလမ်းကြောင်းဟာဟိုပုံမှန်ချောချောမွေ့မွေ့နဲ့ခီးတွင်သွားရမယ်အစားဒီလိုအခုထိနေနဲ့လမ်းကြောင်းဟိုချော်သွားတာရှိတယ်ဆိုတော့ဒီလိုစီးဝေးပွဲတွေပြန်လုပ်ရဲဟိုမမီးမလျော့စနေအခမ်းအနားတွေပြန်လုပ်ရဲဆိုတော့လမ်းကြောင်းပြန်တက်လာဖို့ကြိုးပမ်းချက်တွေပါလမ်းကြောင်းပြန်တက်လာလိမ့်မယ်လို့လည်းယုံကြည်ပါတယ်ကျေးဇူးပါဘုရားဘယ်လိုလဲ